အလုံးမဲမင်္ဂလာပါရှင်။ဆရာဝေယံဖုံးရဲ့လီနိုင်ရဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြနေရဒီနေ့အပိုင်း16ဖြစ်ပါတယ်။အခန်း16မိုးငွေမိုးနံမပါတော့6တွေ့တွေ့လေးအားတသုံးသုံးပြည်လာမကြီးတလျှောက်မနဲ့ဝေလီဝေလင်းအခါလူရှင်နေသည်ခါတိုင်းတော့အိမ်မအင်းအကံပေါင်းထေးပဲ ူလမ်းလျှောက်နေကြခုမနဲ့တော့ကံပေါင်းပေါ်မတက်တော့ပဲပြေလန့်အတိုင်းဆက်လျှောက်ခဲ့သည်အင်အားလမ်းမိပွိုင်ကိုဖြတ်ပြီးမလာဆောင်ရှိအတိုင်းဆက်လျှောက်သည်ရမညာဆောင်အပေါက်နာမရောက်ခင်ကရဝုန်နဲ့လှန့်ကြည့်တော့တချင်းကမူလဥချစ်ဆိုင်ရှိခဲ့မှုသည်တထက်တိုက်ကလေးကိုမြင်သည်သူတက္ကသိုလ်ရောက်တော့ဥချစ်သည်စေတနာရှင်နှစ် အမြေပြေကျောင်းဝင်းထဲမှာပဲဆိုင်ဖွင့်နေပြီသူကလေးဘွားတော်ကတော့သူ့အဖေနဲ့အတူတက္ကသိုလ်ဓမ္မယုံရှိမျက်နှာစာလမ်းမကြီးတစ်လျှောက်ရှိ ထမင်းဆိုင်အကျော်ဆိုင် မိုးဟင်းကားဆိုင်တဲတန်းများစီရောက်ဖူး၏ထိုစဉ်ကကျောင်းဝင်းထဲမှာဥချစ်ကဆိုင်မဖွင့်သေးတွန်လဲကလေးနဲ့လက်ဖက်ရည်ရောင်းသောအချိန်သာရှိသေးသည် ထိုတွန်လဲကလေးမှသည် သူ့အဖေနဲ့အတူတူလက်ဖက်ရည်ဝဲတောက်ခဲရာမှတ်မိနေတော့သူတက္ကသိုလ်စတတ်တော့ရမညဆောင်မြောက်ဆူဆူတက္ကသိုလ်ကြီးခြံစီကိုတောင်းတာတောင်းပိန်းနဲ့ပင် တောက်ကလေးတွင်ရှိတစ်ချက်တိုက်ကလေးမှာဖွင့်ထားသည့်ဥချစ်ဆိုင်သို့တောင်းကိုဆောင်မှဖြန့်လန့်ကလေးအတိုင်းသွားတိုင်းတစ်တူပင်ကြီးများပေါ်မှကြွေကြလာသည့်တစ်တူသည်များခေါင်းပေါ်မကြအောင်ရှောင်ရင်း ချိန်ရင်အချိန်ချင်းရှောက်ခဲ့ပူကြသည်ဥချက်သည် သူကြောင်သားဘဝတက္ကသိုလ်မဂ္ဂဇင်းကော်မတီမှပါတော့ကဒံမီကိစ္စဖရုကိစ္စစာဖောင်ကိစ္စတွေဆွေးနွေးခဲ့ကြဖို့ဒီဆိုင် သူနဲ့မြတို့တစ်ချိန်ကချစ်ရည်လူခဲ့ဖို့ရာချစ်ရာကုန်အီကိုကန်တန်ဘီလီယံသူတို့နှစ်ဦးအများဆုံးထိုင်ကြသည့်နေရာ တခြားသောသမီးရေးစားများနေတူသူနဲ့မျှဝေရေတို့ဒီဆိုင်မှာပဲဘဝရှိရေးတွေတိုင်မြင်ခဲ့ကြဘူး၏မျှဝေရေသည်သူနဲ့အတူ ဥချက်မှာအတူထိုင်ခဲ့ဘူးသည်တူရဲသော ချစ်သူအမျိုးသမီးရှွန်လန်နဲ့အတူနှစ်ယောက်ထဲဥချက်မှာထိုင်မှုကျင်သောဆန္ဒသူမှရှိခဲ့၏သို့သော မတော်သဖြင့်တစ်ခါမှမဖြစ်ခဲ့ တခါတခါသူဟာဒီဘက်ဝိုင်းဆိုရှုံးလဲကသူ့အတန်းဖော်များနဲ့အတူဟိုဘက်ဝိုင်းပြုံးပြရေးပြနှုတ်ဆက်ကြတာလောက်သာရှုံးလဲနဲ့အတူတူကြောင်းထဲကတာမောဖွေရာတစ်ပင်ရိတ်အောင်ကန်တင်အတူတူထိုင်ကျင်သောဆန္ဒယခုတော့ထိုဆန္ဒကိုစွန်လော်ခဲ့ပြီမဖြစ်နိုင်တာကို စိတ်ကိုမယင်စကောင်းရှုံးလဲကငယ်သေးသူပင်ကိုအလှရော ငယ်ကုံရောနှစ်ခုပေါင်းတကူဖြင့်လဲလက်နေသော ကျယ်စင်လေးတစ်စင်တတူရွယ်တူပိုးပန်းသူများကြားညီသည့်မြင်းသားလေးကောင်းမှတရဖူဆွရပါမလဲရွေနေရသည့်ကြောင်းသူ ဖွဲရဖို့နောက်၃နှစ်ကြံသေးသည် နောက်၃နှစ်မဆိုနဲ့နောက်၃ရက်သေးပင်ဘာမဆိုဖြစ်နိုင်သော လောကရှော့လက်စိတ်ထဲသူ့အပေါ်ဆရာထက်ပိုးပြီးသဘောထားရှိနိုင်မရှိနိုင် သူ တက်အံ့မပြောတတ်သူ့ကိုရိုးရိုးသားသားစီကတ်တာဖြစ်ဖို့များသည် နောင်သုံးနှစ်စောင့်နိုင်သည်ထောင်းဒီအတော်အတွင်းရှွန့်လိမ်နှလုံးသားသည်ငဲနုပြို၍လိုက်ဖက်ညီသောလူရွယ်ကလေးတို့အတွက်ဖြစ်သွားမှာကိုသူအကြီးအကျယ်တွေးကြောင်နေသည်ခြေနိုင်လက်နိုင်ကာလာမှာပဲစောစောစစ်စစ်အရှိန်တက်တာကောင်းပြီတွေ့ရင်ဖဲဖဲရင်အောင်ကနာကျင်လာ၏လေရမီပွားရောက် ဘဲဘက်ကိုချိုသည်တက္ကသိုလ်ဘက်ပလက်ဖောင်းကမလျှောက်တော့ဘဲမလျှောက်ဖြစ်တာကြာသည့်ဓမာယုံဘက်ချမ်းပလက်ဖောင်းဘက်ကိုပြီးလျှောက်သည်စပယ်ပန်းတဲ့ကလေးများနဘေးကဖြတ်လျှောက်စပယ်ပန်းနံမှုမွေးကို သူအာရပါရရှိုက်ပြလိုက်သည်သူစိတ်ကလက်ဆက်ကြည်လင်လျက်သူစိတ်ကိုရှော့ချလိုက်ပြီးပြီလမ်းပေရှိအရရပင်ကြီးတက်ကိုင်းကွာဆုံး ပင့်ကိုအင်္ဂလိပ်၌ပိုးကောင်လေးညီနေ၏ပင့်ကိုအင်အလဲမှာတော့မုတ်ဆိုးကအချိန်ကိုစောင့်နေသည် သူခဏရက်ခါပင့်ကိုအင်မှာညီနေသော ပိုးကောင်လေးကိုလက်ဖြင့်ဖယ်ယူလိုက်သည်တက္ကသိုလ်များဆေးရုံနာအရောက်ညာဘက်ကာယနာကွင်းထဲသူ ချိုးဝင်လိုက်ပြီးလက်ဖြင့်ရေးဆိုင်ခဏထိုင်သည်မနက်စာစားပြီးနောက်တက္ကသိုလ်ရိတ်သားလမ်းမပေါ်ပြန်တက်ပြီး အိမ်ပြန်ဖို့လမ်းဆောင်ရှိရာ ပြန်လျှောက်လာသည်သူသည် ရခင်ကလည်းအနာဂတ်အကြောင်းသိတ်ကောင်းတဲ့ထဲတတ်သူမဟုတ်တနေ့စားတနေ့သားဖြတ်တတ်ရင်ဘဝကို အတန်းဆုံးနေဖို့သာ အလေးထားသူသို့သောယခုတလောပြစ်စုံပန်းတဲ့အနာဂတ်တို့သည် သူအပေါ်စတူအရေးထိုးလျက်ရှိ၏လက်ရှိဘဝသည်တကယ်ကို သူနေလိုသောဘဝဟုတ်ရဲ့လား ဘဝအတိတ်ပဲနဲ့ဘဝသစ္စာတို့သည်စွန့်လွတ်ခြင်းပေါ်မူတည်သလားရယူခြင်းပေါ်မူတည်သလားစိတ်ကိုချုပ်တည်ခြင်းမှာတည်သလားစိတ်ကိုလွတ်ပေးခြင်းမှာတည်သလားသူမတွေ့တယ်တက္ကသိုလ်ရိတ်သားလမ်းတစ်ဖက်ကိုကူလိုက်ပြီးတက္ကသိုလ်ဘက်ခြမ်းပလက်ဖောင်းပေါ်မှာရှောက်သည်ပလက်ဖောင်းခင်းထားသည့်ကြောက်ပြားခွက်များကိုကြည့်ရင်မှန်မှန်ပဲရှောက်လာနေ၏ ရုတ်တရက်တက္ကသိုလ်ဝင်ချင်းနဲ့ကတ္တရာလမ်းမကြီးတို့သည်ပျောက်ကွဲသွားပြီးသူသည်တောကြီးမြတ်မဲတဲ့ရောက်သွားသည်ဇင်းကြံခင်ကြောက်ပြားခွက်များသည်စမ်းချောင်းတိမ်တိမ်ကလေးတစ်ခုလိုဖြစ်သွားပြီးရေမျက်နှာပြင်ထက်ပုံရိပ်များပေါ်လာကြသည်ပထမဆုံးအစာဝရေမှိန်နေသော စပက်ကြီးမွေတကောင်ပုံ ပေါ်လာ၏ စပက်ကြီးစပက်အုံးမွေကြီးမျိုးသည်ချီးမသည့်တားကောင်ကိုတကြိမ်အကောင်လိုက်မျိုးပြီးတော့အများဆုံး6လလောက်ကြာအောင်ထပ်စားစရာမလိုတော့ဟု သူဖတ်ဖူးသည် ပိုက်ပြေပြီးတော့တနေရာမှာမိန်ခွေနေတော့သည်လောကရင် စပက်ကြီးနဲ့တူသောလူအမျိုးအစားရှိသည်ဟု သူတွေ့မိသည် ထိုလူတို့သည်လည်းဘဝရင် အကြာကြီးနေမှာ ရုပ်အစာ စိတ်အစာကိုတကြိမ်ကြွေးကြသည် ဖြစ်ပြီးလည်းလည်းအကြာကြီးနေအောင်ဘာမှထပ်မကြောက်ကြတော့ပဲငြိမ်ငြိမ်သက်သက်သာနေကြသည်ဆန့်ရီမျက်နှာပြင်ပေါ်ထပ်ပေါ်လာသည်ဒုတိယရုပ်ပုံကကြားတွေချင်းတဲ့တွေလိုအသာစားသရဝါများကြားတို့ချင်းတဲ့တို့ကတော့စပယ်ကြီးစပယ်အုံးတို့လိုမဟုတ်နှစ်ရက်သုံးရက်ခြားတစ်ခါ သားကောင်အကြီးတကောင်စားပေးရသည် အစာမစားလျင်တပတ်ကြောကြောလောက်ပဲနေနိုင်သည်ပြီးလျင်သားကောင်ထထရှားရသည်ကြာချင်းသေးနေတူသောလူသားမျိုးကလည်းလောကမှာရှိသည် ထိုလူတို့သည်တန်မာသည်ဥဆောင်နိုင်သည် မကြမကြရုပ်အစားဖြစ်စေစိတ်အစားဖြစ်စေကြွေးနေရသည်မဟုတ်လား သူခြေဦးရှိတက်တဲ့နားလောက်မှာထပ်ပေါ်လာသည့်ပုံကညီမြင်စသည့်အကောင်ပုံများထိုတော်ဘာတို့သည် နေစဉ်ခဏခဏအစာစားရသည်ရေတော်ဝါသည် ထိုတော်ဘာတို့သည် စားပြီးလည်းလည်းမပြီးသေးဝင်နေကိုလည်းဆွဲရထန်ရသည်မတည်မချင်းစားနေတောက်နေဆွဲနေထန်နေယုံနေနွားမြီး မြင်းတို့နဲ့တူသောလူအမျိုးသားလည်းရှိသည် ထိုလူတို့သည်တသက်လုံးရုပ်အစာစိတ်အစာတွေမယမနာတဆွဆွဖြစ်နေရသည်တစ်ချိန်ထဲမှာပင်ဘဝပေးဝင်စီတွေကိုလည်းမတည်မချင်းဆွဲနေရသည်လမ်းလျှောက်ရင်သူ့ကောင်းတဲ့ချိုဥပမာ၃မျိုးသည်ဘာနဲ့မှမဆက်ဆက်ပဲတစုံတစ်ယောက်က အမောင်နဲ့မိထိုးပြလိုက်သလိုဖြက်ခနဲပေါ်လာကြသည် သူကကောဘယ်တော်ဝါနဲ့တူပါလဲဟု တွေးမိပြန်သည်စပယ်ကြီးနဲ့တူလားကြားချင်သေးလို့လားမြည်မြင်နွားနဲ့တူလားသူကတော့ယခုမှစပြီးငှက်တကောင်သားဖြစ်ချင်တော့သည် နားလိုတော့ gain မနာစွမီတော့အသေးကိုစွဆာပြန်လိုတော့အရက်တို့ပြန် နောက်ထပ်ငှက်ကလေးတစ်ကောင်ကို အဖော်ခေါ်ခြင်းဤသို့သော မခေါ်တော့နေခဲ့တော့ငှက်ကလေးမင်းလဲမင်းသွားလို့ရသွားတော့ပြည်လန်းကိုဖြတ်အင်းစိန်လန်းနဲ့ပြည်လန်းနှစ်ခုစုံသည့်နေရာကြက်ရှာစုံပန်းချန်လေးကိုထပ်ဖြတ်အင်းစိန်လန်းကိုကူပြီးဟိုဘက်ပလက်ဖောင်းပေါ်တူတက်သည်ဥထိုလင်းခြံလန်းပဲဥတီသည် မနေ့ခုနှစ်နာရီခွဲတဝိုက်သားရှိသေးတော့လေလှေတန်းပလက်ဖောင်းများတွင်လူတွေဥရဟုပလက်ဖောင်းကျဉ်ကျဉ်မှာရှောင်းနေရတိတ်နေရပြီညိုတဲ့သွားမီဘတ်စကားတွေကမှတ်တိုင်းမှာလူတွေခေါ်လျက်လူတွေကကားတွေပေါ်ကတုတ်ကလေးတက်လျက်ဆရာရုတ်တရက်သူလှန့်သွားသည်ခြေလမ်းများတုတ်ရသွားတော့လေနောက်သူလှည့်မကြည့်မီ ကြောက်ရွံ့လိုငုံငိုချေရန်နေ၏ပြီမာဖြည်းဖြည်းချင်းကိုကိုလှဲ့သည်မနဲ့လမ်းလျှောက်ထွက်တာလားရှုံးလှဲ့သည် စလင်ဘဲအိတ်ကျိုးကလေးကိုညာလက်ပြဲကိုင်းလျက်ပလက်ဖောင်းပေါ်ရန်နေ၏ခတ်တုတ်တုတ်လိုက်လာတော့ကြောင်းလားမသိရှင်အောင်ကပုံမှန်ထက်ပိုးပြီးမြင့်ချီနှိမ့်ချီဖြစ်နေသည် ဟုတ်တယ်သမီးရောဘေးကလာတာလဲဟုတ် သူတည်တည်ငြိမ်ငြိမ်ပဲပြန်မေးလိုက်သည်ရှုံးလည်းအမတဝမ်းခွဲလေဟိုတခါဘွဲ့ရီတော့ကအမပေါ့သူတယောက်တည်းဖြစ်နေလို့ညာလာအိပ်ပေးတာသူကလဲတန်းစေးနောက်လန်းထဲမှာနေတာခုဒီမနေ့ဆန်းချောင်းပြန်မလို့ဆရာကိုမြင်လိုက်လို့ဟူရှွန်လဲကအတန်ခတ်တူတူဖြစ်ပြန်ဖြေသည်သူကခေါင်းတညိမ့်ညိမ့်လှုပ်ပြလိုက်ပြီးအေးအေးတွားတွားဆရာလဲတွားအောင်မယ် ်ဟုနှုတ်ဆက်ကားကိုကိုလှဲ့လိုက်သည်ဆရာခဏရှုံးလန့်မေးစရာလေးရှိလို့သူခြေလန့်တုံကနောက်ပြန်လှဲ့လိုက်သည်ရှုံးလန့်မျက်နှာညာဘက်ခြမ်းပေါ်နေကြီးကဖြားကြလျက်သူပုံစံကပြောရနုံနုံမပြောရနုံနုံတွေ့နေဟန်ရှုံးလဲ့သည်ဘာမှမမေ့သေးပဲမျက်တောင်ကော့များကို ပုတ်ခတ်ပုတ်ခတ်လုံနေ၏အတော်ကြာပြီမဆရာရှုံးလဲ့ကိုမကျေနပ်တာတခုခုများရှိနေလားသူဘာမှပြန်မပြောပဲကြည်နေ၏ဆူညံနေသောလှဲ့တန်းတွင် တိတ်ဆိတ်ငြိမ်သက်မှုသာသူတို့နှစ်ဦးကြားကြည်ဆိုလျက်ဆရာကုတလောရှုံးလဲ့ကိုတိတ်စကားမပြောဘူးတွေ့ရင်လည်းအရင်လိုတိတ်ဟဟပပမရှိဘူး ိုနေ့ကလည်းကြောင်းထဲမှာဆရာရွှွန်လဲကိုမမြင်ကြအောင်ဆောင်းသွားတယ်။ဘာဖြစ်လို့လဲဆရာ?ရွှွန်လဲအပြစ်တစ်ခုခုလုပ်ထားမိလို့လား။ဆရာတစ်ခုခုကိုစိတ်ခုနေရလား။သူဘာပြန်ပြောရမှမသိချေ။ရွှွန်လဲကို မကြည့်တော့ပဲ။မညီမညာပလက်ဖောင်းကိုသာငုံကြည့်သည်။လက်သေးကို ဆုပ်လိုက်ဖြေးလိုက်လုံနေသည်။ပြောပါဆရာရဲ့ ဲ့ဒလိုမျိုးရင်ထဲမှာတအုပ်နှင်းနှင်းနဲ့ရှုံးလည်းမနေတတ်ဘူးစိတ်ထဲမှာစလုံးစကူကြီးသူငြိမ်နေပြန်သည်ရှုံးလည်းအကျဉ်းအားကိုလည်းစိတ်ထဲမှာဘာမှတုံမထားတတ်ဘူးမကျင်းနဲ့ရင်မကျင်းနိုင်ဘူးချက်ချင်းပြော့ထုတ်လိုက်တယ်ပြီးရင်ပြီးသွားတာပဲကိုကလည်းအဲ့ဒလိုပြုတ်မူတာပဲဖြစ်စေခြင်းနဲ့ငငယ်ကလေးကအဲ့ဒလိုဘာမှညာမှန်းမသိ ူငါ့ကိုဘာဖြစ်နေတာလဲစိတ်ဆိုးနေရလားငါဘာလုပ်မိလို့လဲဆိုရဲခန်းစားချက်ချင်းနဲ့မနေတတ်ဘူးအဲ့လိုကိုယ်ကိုလုံနေရင်ပေါ်တင်ဖွင့်မေးပြလိုက်တာပဲဘာများပါလဲဘာများပါလဲဆိုပြီးတက်ပြင်းတခြားခြားနဲ့မနေတတ်ဘူးပလက်ဖောင်းပေါ်ကလူတွေသူ့ကို မကြာခဏတိုက်တိုက်သွားကြသည်နှစ်ယောက်စလုံးဆရာဝန်တင်ရွှေစာပေရှိရာတိုက်ရှည်မြေကွက်လက်လေးနဲ့နီယာကို ဘေးကပ်ပေးလိုက်ကြသည်ဆရာရှိုးလေကိုတခုခုမကျေနပ်လို့များလားဆိုတဲ့အတွေ့နဲ့နေနေရတာတအားစိတ်အိုက်တယ်ညကလည်းတတော်နဲ့အိမ်မပြောဘူးရင်းနေပြီသားဆရာတပည့်ချင်းပဲဆရာပွန့်ပွန့်လင်းလင်းပြောပါရှိုးလေပြောမှဆိုမှရှိခဲ့အခုဒီနေရာမှာရင်ထိုင်ရှိခိုးပြီး တောင်းပန်နိုင်ပါတယ်ရှိုးလေအတန်းတွင်တောင်းပန်ခါရတဲ့အပြေသူအကောင်တွေ၆လာသည် နှလုံးခုန်တံတွေမြန်လာ၏နှခမ်းကိုရှာပြစ်တစ်ချက်တတ်သည်သူ့ကိုကြည့်နေသောရှင်လက်မျက်လုံးများတည်ခြင်းစိတ်ဖြင့်ပို၍အယောင်ထွက်လာကြသည် သူခေါင်းကိုအနှင်းငယ်ရံပြလိုက်သည်ရှင်လက်ဘာပြစ်မှလုံမထားပါဘူးရှင်လက်ကိုဆရာစိတ်ဆိုးနေတာလည်းမရှိပါဘူးလုံးဝလုံးဝမရှိပါဘူးသူ့အမူအရာကငြိမ်သက်သည် သူ့အတန်းအေးဆေးသည်သူ့မျက်လုံးများကအယောင်အစိမ်ကင်မဲ့သည်ဟင်ဒါဆိုဘာဖြစ်လို့ရှုံးလက်စိတ်ထင်လို့ပါဆရာကပုံမှန်ပါပဲတခုခုတွေ့နေလို့ရှုံးလက်ကိုမမြင်မိလိုက်တာများလားမဟုတ်ဘူးဆရာရှုံးလက်ကိုမညာပါနဲ့အဲ့လိုကြီးမလုပ်ပါနဲ့ရှုံးလက်ငိုချင်းလာပြီသူ တက်ပြင်းချလိုက်ပြန်သည်ဒုက္ခပဲဘလို့လို့ရပါရှော့လက်အတန်ကတကယ်ကိုငိုတန်းပေါက်လျက်ပြောရမှာဖြစ်မှာလားဟုအတန်ကိုထိမ့်ပြီးသူပြောလိုက်သည်ရှော့လက်ဟာခေါင်းကိုအမြန်ညှိပြသည်သူဟာမျက်လုံးကိုမှိတ်သည်နှာခမ်းကိုရှာဖြင့်ထပ်သက်သည် ဘာလို့အဲ့လောက်တည်ချင်နေရတာလဲရွှန်လဲရဲ့ဟင်ဆရာဘလို့ပြောရမှာလဲဘာလို့ဆရာကိုဂျင်းတဲ့ချက်တဲ့ရောက်အောင်လုပ်နေရတာလဲရှင်မတိမသားလေးမာသွားသည်သူ့အတန်းကြောင့်ရွှန်လဲဝိုင်းမိတာမျက်လုံးကလေးများပိုဝိုင်းသွားသည်သူဟာတက်ပြန်တစ်ချက်မှုတ်ထုတ်လိုက်ပြီးမှ စိတ်ကိုပြန်တည်ငြိမ်အောင် ထိန်လိုက်ပြီး လေတံပြော့ပြော့လေးဖြင့်ဆက်ပြောလိုက်သည် တချို့စကားတွေကမပြောဘဲထားတာအားလုံးတွေပို့ကောင်းမယ်မဟုတ်ဘူးလားယင်ငေးဆွေးရီဝေးအကြီးတခုနဲ့အတူရှုံးလေကိုတူပေးလိုက်သေးကရဲ့ရဲ့အပြုံထုံနောက်ခြာကနဲ့လှဲကထွက်လာခဲ့သည်လုံးဝနောက်ပြန်လှဲ့မကြည့်ရတလန်းနှစ်လန်းသုံးလန်းလေးလန်း ဟုတ်နေသေးသည်ဆယ်လမ်းမြောက်ရောက်တော့မရတော့ထုံစံအတိုင်းအတိတ်ထံကကြိုးပြက်ပြီးခြေစုံရသမင်လဲပြန်လှဲ့ကြည့်ရှော့လဲ့သည်ခုနကနေရာမှာတဲ့ကြောက်ချသလိုရန်နေစေစလင်ဘက်အိတ်ကျိုးလေးကိုညာလက်ကကင်ထားစေနှကန်းနှလွာကမပိတ်ဘဲသွားပေါ်ယုံလောက်လေးဟာနေသည် ဘဲဥပုံမျက်မှန်များနောက်ရှိဘာရန်သီးနှင့်တူသော မျက်ဝန်းနဲ့နဲ့များ၏အခြေကသူ့ထံမှမခွာရှင်လေသည် လူကလည်းရတ်တန်နေ၏အကြည့်များကလည်းရတ်တန်နေ၏တခါကဗဟုတကသူစာကြည့်တိုင်းလေကားမှာသူနဲ့ဥတော်ကောင်းကအစင်ရှင်လေအားတဲ့ဆုံးမိကြတော့ကသူ့စိတ်တွင်ကမ္ဘာလောကသည်ရတ်တန်သွားခဲ့ဘူး၏ ယခုလျှော်လဲကိုတိုင်းလဲသူရောတလောကလုံးမှာအေခဲရတန်နေတကယ်တို့ဖြစ်နေသည်လျှော်လဲသည်ကြောက်ရွံ့သူတခုလိုအေခဲလျက်တန်ရလျက်သူဆက်ချက်လာခဲ့သည်နောက်ထပ်လက်မကြည့်တော့ဘီဟုတ်ကဲ့ပါရှင်အခန်း၁၆လေးရတော့ဒီနေရာမှာပြီးပါပြီ။ အာဒီခန်းလေးကိုနားထောင်ပြီးတော့နားထောင်နေသူတွေဘယ်လိုခံစားရမလဲတော့မသိဘူးပေါ့နော် ဖတ်တဲ့သူကတော့ရင်းနေတော်တော်ခုံသွားပါတယ်ဟုတ်ကဲ့ဆိုတော့အပိုင်း18အခန်း18မှာ ပြန်ဆုံပါမယ်ရှင်နားဆင်ပေးကြသူတို့တယောက်ချက်စီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်